အားလုံးမင်္ဂလာပါရှင်။ Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။ကျမဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ကျမတို့အမျိုးသမီးတိုင်းမိန်းကလေးတိုင်းပေါ့နော်။တတိပြုသင့်တဲ့အမျိုးသမီးယောဂါတွေရဲ့အစပြုလက္ခဏာတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်။ကျမတို့အမျိုးသမီးတိုင်းမိန်းကလေးတိုင်းอ่ะပေါ့နော်။ကိုယ့်ရဲ့ကျန်းမာရေးကို view site ဖို့လိုပါတယ်။အမျိုးသမီးတွေနဲ့ပဲဆက်ဆက်တဲ့ယောဂါတွေကလည်းရှည်လျားတဲ့အချိန်အတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်လို့ဒီအစပြုလက္ခဏာတွေကိုကျမတို့တွေတတိရှိရှာစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့မိန်းကလေးတိုင်းတတိပြုသင့်တဲ့ယောဂါလက္ခဏာအစပြုလက္ခ ခဏာတွေကိုမျှဝေပေးပါမယ်ပထမဆုံးကတော့ဖိုက်ပူတာပါအစားအသောက်အများကြီးမစားဘဲနဲ့ဗိုက်ထဲမှာအမြဲတမ်း တင်းပြီးတော့ပေါ့နော်ပူနေမယ်ဆိုလို့ရှိရင်เนาะတအိမ်ကန်ဆာဒါမှမဟုတ်လို့ရှိရင်ရန်သားကန်ဆာနဲ့ဒီဆက်နွယ်နေနိုင်ပါတယ်အများနဲ့ဗိုက်ပူနေတာမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်เนาะဆရာဝန်နဲ့ပြတာပါနောက်အစားစားခြင်းစိတ်နေတာပေါ့နော်အရန်နေလွန်းတာတခါတရံမှာအစားစားခြင်းစိတ်မရှိတာပုံမှန်ပါပဲဒါပေမဲ့ကိုကရက်တည်ကြရှိပေါ့နော်အစားမစားနိုင်ဘူးအစားမစားခြင်းဘူးပေါ့နော်ကို့အကြိုက်ဆုံးအစားစားတွေဦးတော့မှာစားခြင်းစိတ်မရှိဘူးဆိုလို့ရှိရင်เนาะတအိမ်ကန်ဆာဒီအစာပြိုးနိုင်တဲ့လက္ခဏာဖြစ်ပါတယ်နောက်မီးစိနာတဝိုက်မှာဝက်ချန်ကြီးထွက်လာတာပါဟော်မုန်းအများ ောင်းလဲကြောင်းမှုလို့ဝက်ချန်ထွက်နိုင်နေပေမဲ့ဒီကျမတို့ရဲ့မေးစင်နာတစ်ဝိုက်မှာအမြဲတမ်းပဲဒီဝက်ချန်နေထွက်နေမယ်ဆိုလို့ရှိရင်တော့ဒီဟော်မုန်းမညီများမှုကြောင့်ဖြစ်နိုင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တေချာပြသဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့လေ့ကျင့်ခန်းလှုပ်လွှမ်းတဲ့အခါမှာ ဒီလေးချင်ငံလုတ်တဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့ကိုယ်လက်တွေကအလွန်မြင့်လာကျင်တာလေးချင်ငံလုတ်တယ်ဆိုလို့ရှိရင်နာတာတော့တမန်ပါပဲဒါပေမဲ့မခံမရက်နိုင်အောင်နာလာမယ်အဲကိုယ့်ရဲ့ခြေလက်တွေပေါ့နော်ဒီအဲကိုရင်းအင်္ဂါတွေကမကျန်းမာတာနဲ့ဆန့်ရွံ့နိုင်ပါတယ်နောက်တစ်ခုကတော့ဓမ္မတာလာတဲ့အချိန်မှာသွေးခဲတွေဆင်းတာပေါ့နော်ဓမ္မတာလာတဲ့အချိန်မှာသွေးခဲတွေနဲ့အညိုရောင်သွေးတွေဆင်းနေဆိုလို့ရှိရင်တအိမ်အတွင်းမှာအလုံးဒါမှမဟုတ်လို့ရှိရင်ရေအိပ်ဖြစ်နေတိုင်းကြောင့် ဒါကြောင့်မို့လို့ဆရာဝန်နဲ့ပြတ်သားဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့သပင်အများအပြားကျွတ်တာပေါ့နော်သပင်ကျွတ်တာကလည်းဟော်မုန်းမညီများမှုကြောင့်မို့လို့ဖြစ်နိုင်ပါတယ်ကိုကပုံမှန်ဆိုလို့ရှင်တော့သပင်ကျွတ်တယ်ပေါ့နော်ဒါပေမဲ့အများကြီးပေါ့အဲဥပမာပေါ့သပင်ကိုကင်လိုက်တယ်ဆိုလို့ရှင်အဆုတ်လိုက်အထွေးလိုက်ဒီကျွတ်လာတယ်အဲအဲ့လိုမျိုးဆိုလို့ရှင်တော့ ဆရာဝန်နဲ့တတိချာချာပြသဖို့လိုအပ်ပါတယ်။ဆိုတော့အပေါ်မှာပြောခဲ့တယ်ကျွန်မပြောခဲ့တယ်ပေါ့နော်ဒီယောဂလက္ခဏာတွေကိုတတိမထားမိပဲနဲ့ကိုကချွတ်ချော်ပြီးတော့ထားမယ်။အဲမိမိရရောပဲထားမယ်ဆိုလို့ရှိရင်အသက်အန္တရာယ်ရှိနိုင်ပါတယ်။ကျန်းမာရေးရာမိန်းကလေးတွေအတွက်အဖို့အတန်ဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲပေါ့နော်ဒီလိုမျိုးယောဂလက္ခဏာတွေကိုမှတွေ့နေအစာပြိုယောဂလက္ခဏာတွေရှိနေရဆိုလို့ရှိရင်တတိချာချာလေးကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသပေးဖို့လိုအပ်ပါတယ်။အဓိကကတော့ပေါ့နော်ဒီ OG နဲ့ပြဖို့လိုအပ်တာပါ။အဲတချို့ ကြတော့ OG ဆိုလို့ရှိရင်ကလေးကိစ္စပဲတည်ကြတယ်ပေါ့နော်တချို့တွေကကြတော့မဟုတ်ပါဘူး OG ဆို OG ကကြတော့ကျမတို့ main ကလေးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးရောတည်တည်ချာချာပြသဖို့လိုအပ်တဲ့ဆရာမမဆိုတော့ OG နဲ့တည်တည်ချာချာပြသပါဒါမှမဟုတ်လို့ရှိရင်လည်းအဲကိုနဲ့ တည်ရဲ့ကျွမ်းကျင်နဲ့ပေါ့နော်ဆရာဝန်နဲ့တတိစာပြသဖို့လိုအပ်ပါမယ်ဒီလိုအစာပြုံးရောဂါလက္ခဏာတွေတွေ့ရဆိုလို့ရှိရင်ပေါ့နော်ဆိုတော့အခုဒီနေ့ပေါ်ပြပေးခဲ့တဲ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးရတော့ကျမတို့မိန်ကလေးတွေအတွက်ဆင်ခြင်ရမယ်အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးများရည်တင်ပါတယ်